မစ္စများအလုံးမင်္ဂလာပါရှင်လူနာဂျူပီတာ channel မှာကြိုဆိုလိုက်ပါတယ်ရှင်အလုံးမဲ့မင်္ဂလာရှိရဲ့နေ့ရက်နဲ့မင်္ဂလာရှိရဲ့ချိန်တွေကိုပတ်ဆိုင်နေကြပြီးဖီဖီအများဝေးကွာကကိုရစိတ်ပါကျမ်းမာချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု reading ကကြတော့ကိုကိုပေါ့နော်သဘောကျနေတဲ့သူရှိလားအဲ့ဒီလူကဘယ်သူလဲပေါ့နော်အဲဒါလေးကိုသိတဲ့သူတွေရှိကြမယ်ထင်လို့ပေါ့နော် pick up by reading လေးဖတ်ပေးမှဖြစ်ပါတယ်ရှင် တော့ကတ်တရတော့ထုတ်ပြီးသားပေါ့နော်ရှယ်ဖယ်လုပ်ပြီးသားဒီဒီခါတော့ကတ်တီကိုကင်မရာရှေ့မှာအာထုတ်မပြတော့ဘူးပေါ့နော်တခါလဲရွေးထားပြီးသားပေါ့နော်အဲ့တော့ကိုနဲ့အဆင်ပြေမယ်လို့ထင်တဲ့ဖိုင်တစ်ခုကိုရွေးပါဒီဘက်ကဖိုင်1ဒီဘက်ကဖိုင်2ပေါ့နော်ဒီပုံလေးတွေကိုသဘောကျလို့ဖြစ်စေတော့မဟုတ်လဲဒီစတိုးလေးတွေပေါ့နော်စတိုးလေးတွေကိုသဘောကျလို့ဖြစ်စေပေါ့နော်စတိုးလေးကတော့ဟောင်းတော့ဟောင်းနေပြီပေါ့နော် အရင်တော့အသုံးပြုခဲ့တဲ့စတုံးစတုံးထုံပြီးတော့လှုပ်လှုပ်ခဲစင်ရသုံးခဲ့တာလေးဆိုတော့ကြာတော့ကြာနေပြီပေါ့နော်အဲ့ဒါလေးကတော့လက်ပြာလေးပေါ့နော်လက်ပြာလေးကိုတဝက်ခနာကိုတစ်ပိုင်းလေးကြောင်လေးကပန်းရောင်လေးပေါ့နော်ဒါလေးကကြာတော့ဖိုင်2ကကြာတော့อืมသူလေးကကြာတော့ ဒီနားလေးဆိုအသေးပုံလေးနေပေါ့နော်အသေးပုံလေးဟိုမှာဒီဟာလေးကခရစ်စတယ်လေးရှိနေတဲ့လိုမျိုးလေးတလေးကတော့အပြာလေးပေါ့နော်လေးက pine tuber အဲ့တော့ကိုသဘောကျတဲ့ pine တစ်ခုကိုဒါမှကိုယ်နဲ့ energy ကိုက်ညီမယ်လို့ထင်နေပေါ့နော် pine တစ်ခုကိုရွေးပါရွေးပြီးတော့မှအဖြေကိုစပ်ပြီးတော့ကြည့်ပေးပါရှင်အခုရင်ဆုံး ဖိုင်ဝန်ရေးထားတဲ့သူတွေအတွက်ပေါ့နော်ဒီလိုကြည့်ပေးမှာဖြစ်ပါတယ်ရဖိုင်ဝန်ရေးထားတဲ့သူတွေရဲ့ energy ကရိုးသားတယ်ပွင့်လင်းတယ်ဆိုတာမျိုးတွေ့ရတယ်နောက်ယုံကြည်အားကိုးထိုက်တဲ့သူမျိုးပေါ့နော်နောက်ကိုယ်တိုင်ကရှင်းချက်တယ်တွေးခေါ်တတ်တယ်လေးနက်တယ်ပေါ့နော်အလေးနက်တွေးပြီးတော့အလေးနက်ပြောဆိုတတ်တဲ့သူမျိုးလို့မြင်တယ်နောက်ယူသားမှုခုံမင်းတဲ့သူမျိုးလို့ပြောရမလားပေါ့နော် အချိန်နဲ့မျှရင်ကျက်လာတဲ့သူမျိုးလို့လည်းမြင်တယ်။ကိုကငကိုတဲကဟိုဝေးရပါတော့လို့ပုံစံမျိုးတော့မဟုတ်လောက်ဘူး။ဒါပေမဲ့တပြေးပြေးနဲ့အချိန်ကြာလာတဲ့မျှလောကကြီးရဲ့အတွေ့အကြုံတွေနဲ့တင်ငန်းစာယူပြီးတော့အခုလိုမျိုးဖြစ်လာတယ်လို့တွေ့ရတယ်။များတော့အဖြစ်က introverted များလိမ့်မယ်ပေါ့နော်။ကိုအစားကမပွင့်မလင်းတဲ့အလိုပေါ့နော်။လူတွေနဲ့ဆက်သွယ်ရမှာအလိုကြက်တာကြက်ကြောက်တာတို့ရှက်ညွန်တာမျိုးတို့ရှိလိမ့်မယ်။ဒါပေမဲ့နောက်ပိုင်းမှာလောကရဲ့အတွေ့အကြုံတွေကိုပို့ပြီးတော့အဲကြုံတွေ့ပြီးတဲ့အခါမှာကျတော့ ဘယ်သူနဲ့ဘယ်လိုဆက်ဆံရမယ်ဘယ်နေရာမှာဘယ်လိုမျိုးပြောရမယ်ဆိုတာသိလာပြီဖြစ်ဖြစ်နေကိုကပွင့်လင်းလာတယ်ပေါ့နော်ပွင့်လင်းတဲ့နေရာမှာပွင့်လင်းလောကကြီး extrovert လို့ဟောမသွားပါပဲအရင်လိုမျိုးတော့အုံပုံးဖြစ်မနေတော့ဘူးဆိုတဲ့ပုံစံမျိုးလိုမြင်နေပေါ့နော်ကိုခန်းစားချက်အတေကိုဖွင့်ဟပြပြတတ်တဲ့သူမျိုးအာအဲ့လိုမျိုးလိုမြင်နေပေါ့နော်နောက်အာတိခန့်တက်တယ်ဆိုတာမျိုးလိုမြင်နေပေါ့နော်စိတ်ရှည်တယ်တိခန့်နေဆိုတာလို့လည်းတွေ့တယ်တိခန့်တက်တယ်ပေါ့နော် အရာရာဟာအချိန်တစ်ခုပဲရတယ်အချိန်တစ်ခုရောက်တဲ့အခါကျတော့ရှင်အရာရာဟာအဆင်ပြေသွားလိမ့်မယ်ဆိုတော့အကျွေးကိုလည်းလက်ခံထားတယ်ဆိုတာမျိုးပေါ့နော်ကိုကိုတိုင်းလည်းပဲဒီလိုပုံစံမျိုးနဲ့ဂျုံခဲ့ရဖြစ်တဲ့ကြောင့်မို့လို့ဒီလိုအတွေးဒီလိုခံယူချက်ကိုလည်းလက်ခံထားတဲ့သူတွေဖြစ်တယ်ဆိုတာမျိုးလို့မြင်တယ်ဆယ်ကနန်းတစ်ကနန်းနှစ်ကနန်းနောက်ခုနှစ်ပေါ့နော်နောက်အော်တိုဘာလည်းဖြစ်နိုင်တယ်ပေါ့နော်အော်တိုဘာမှာမွေးတဲ့သူမျိုးတွေလည်းဖြစ်နိုင်တယ်ဆိုတာလို့တွေ့ရတယ်အော်တိုဘာနောက်ဒီဇင်ဘာ ဇန်နဝါရီနဲ့ဖေဖော်ဝါရီအကူပြောင်းဆိုတော့ဇန်နဝါရီလကောဖေဖော်ဝါရီအဲလာဇန်အဲ့ပိုင်းအဲ့ဒီမှာမွေးတဲ့သူတွေလည်းဖြစ်နိုင်နေပေါ့နော်ဒါကတော့ဒီဒီဒီတရားဒီဟာကဒီပုံလေးကိုကြည့်ပြီးပြောတာဖြစ်တဲ့ကြောင့်မလို့ကိုလည်းဆောင်းဖြစ်လို့ရှင်းတယ်အဓိကမကြောက်ဘူးပေါ့နော်ခုနကပြောခဲ့တာနေနဲ့ကန့်ညီရဲဆိုရင်အဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကဒီနာယီလေးကိုမြင်တာဆိုတော့လေ အာအစိုင်းအနေနဲ့ဆိုလို့ရှိရင် Leo, Aquarius, Scorpio, Taurus ဒီ energy တွေကိုမှရှိတာမျိုးလက်ရှိအနေထားမှာဒီ energy တွေကိုမှပုံများနေရမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးလိုခန်းစားမိတယ်ပေါ့နော်ဒါဆိုရင်ဒီဒီ energy နဲ့ကိုက်ညီလို့ရှိရင်ဒီ reading ကိုယူလိုက်တာကိုအတွက်မှန်သွားပြီပေါ့နော်တကယ်လို့ကိုကစိတ်မြန်လက်မြန်ရှိတတ်တဲ့သူစိတ်မရှိတတ်တဲ့သူမျိုးနောက်ဘယ်လိုပြောမလဲ အချိန်တစ်ခုရောက်တဲ့အခါကျတော့ရှင်ရရဟာသူ့အနေနဲ့သူအကန်ကြိုးပေးတရားတိုင်းဖြစ်လာနိုင်မယ်ဆိုတာမျိုးကိုဒီကကိုင်းအကျိုးပေါ့နော်ခကိုင်းအကျိုးကိုယုံကြည်မှုမရှိတဲ့သူမျိုးဆိုလို့ရှိရင်တော့အဲ့ဒီအတွေ့အကြုံအဲ့ဒီမြင်နေတော့ပြောင်းလဲဖို့လိုအပ်နေပြီပေါ့နော်ကိုယ့်ကိုယ်ပြောင်းလဲဖို့လိုအပ်နေပြီဆိုတဲ့ message လေးလည်းပေးထားတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါဆိုရင်ဖိုင်ဝန်ရေးထားတဲ့သူတွေကိုသဘောကျနေတဲ့သူရှိလားပေါ့နော်။ရှိနိုင်လောက်တယ်တဲ့။ဒါပေမဲ့ ကိုကရှိတယ်ဆိုတာကိုခံစားသိမိတယ်ဆိုတာမျိုးတော့တွေ့ရပေါ့နော်နောက်တစ်ခုကอืมဒီလူကိုကိုသိရဆိုတာမျိုးလို့လည်းမြင်ရတယ်ပေါ့နော်အဲဒါမှတော့ခံစားဆိုတော့ water sign နေလည်းဖြစ်ပုံများလိုက်မယ်နော်ဖန်ဝန်းရေးထားတဲ့သူတွေကခံစား energy ကိုမှ post strong ဖြစ်နေရမျိုးလည်းဖြစ်နိုင်တယ်ဝါတာဆိုင်လည်းဖြစ်နိုင်တယ်ပေါ့နော်စင်ပြေသလိုသာယူကြပါ တော့ဒီလူကကိုတည်တယ်ကိုရဲ့အနီနာဝင်ချင်ရပဲကိုတည်တဲ့သူပဲကိုရဲ့အနာပဲကိုနဲ့လည်းတော်တော်လေးကိုရင်းနှီးရဲဆိုရလို့မြင်တယ်ရင်းနှီးရလည်းတည်ခဲ့တယ်ဆိုတာမျိုးလို့ပေါ့နော်ဒီလူနဲ့ဆိုရင်ကိုကစိတ်မနေဘူးပေါ့နော်အဲ့လိုမျိုးလို့မြင်တယ်အဲ့တော့ကိုတငယ်ချင်းမိတ်ဆွေပေါင်းတဲ့နေရာလည်းဖြစ်နိုင်တယ်ကိုနဲ့တူတူကြီးပြင်းခဲ့တဲ့ကိုရဲ့အိမ်နီနာချင်းလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လေဒီလူက ကိုနဲ့တိတ်ဘွားပတ်သက်ခဲ့တဲ့သူပေါ့နော်အဲ့လိုပုံစံမျိုးလိုတော့မြင်တယ်ဒါပေမဲ့ဒီမှာမြင်ရတဲ့အရာကတော့ဒီလူကိုကိုသိတယ်ဒီလူကိုသိရဲဆိုတာမျိုးတော့ပို့ပြီးတော့မြင်မိတယ်ပေါ့နော်ဒီမှာလဲ Pisces energy ဆိုတော့တစ်ဖက်လူကလည်း water sign energy သူ့မှာများတာဖြစ်နိုင်နေပေါ့เนาะသူနဲ့ကိုယ်နဲ့နှစ်ယောက်ကြာမှာဘာတွေထူးထူးခြားပြောင်းလဲလာမလဲရှေ့ဆက်ပေါ့เนาะဒီ near future မှာဘာတွေဖြစ်လာမလဲဆိုလို့ကျွန်တော်ဘာမှအပြောင်းလဲကြီးဖြစ်သွားဖို့တော့မမြင်ဘူး ဖြစ်ရခြင်းအကြောင်းအရာလည်းနှစ်ယောက်ကြားမှာရှိတဲ့အခြေအနေတွေကိုပျက်စီးမသွားခြင်းတဲ့အကြောင်းမို့တစ်ဖက်သူကရှေ့ဆက်မတိုးလာတာမျိုးပေါ့နော်အဲ့လိုမျိုးနဲ့ဒီတိုင်းပဲရက်တန်နေမယ်ဆိုတာမျိုးဟိုမကြတီမကြဆက်ဆံရေးပုံစံမျိုးနဲ့ပဲသွားဖြစ်မယ်ဆိုတာမျိုးလို့တော့တွေ့တယ်ပေါ့နော်ဟိုပြောရရင်တစ်ဖက်သူကအရှင်ယူမလာတာမျိုးလည်းဖြစ်နိုင်တယ်လို့အာတယောက်နဲ့တယောက်နဲ့ရလို့ပေါ့နော်တကယ်သူ့ဘက်ကအော်ဖွင့်ပြောလာတာမျိုးရှိတိုးလာတာမျိုးဆိုရင်တော့ကိုက လက်မခံမဲ့နဲ့မူမယ်ဆိုတာမျိုးနည်းနည်းလေးကစားအောင်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုး flat energy ရတယ်ပေါ့နော် flat အောင်မယ်ဆိုတဲ့ပုံစံမျိုးလို့မြင်တယ်။ဘာသာမှမသိပဲအဲ့လို energy မျိုးရတယ်ပေါ့နော်ဒီမှာလည်းခလေးလေးတွေမြင်ရဆိုတော့လေနည်းလေးအဲ့လိုအဖြစ်ပြန်မပြီးသေးတာမျိုးတစ်ချင်းတွဲတာမျိုးမဟုတ်ပဲနဲ့သူစိတ်ကိုဆက်သက်ခြင်းတဲ့သဘောလေးဖြစ်နိုင်တယ်လို့တခုခုပေါ့နော်အဲ့လိုကိုကလည်းမူအောင်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့တော့တွေ့ရပေါ့နော် အတားကတော့ဖန်ဝန်းကိုရေးထားတဲ့သူများအတွက် redeem ဖြစ်ပါလေရှင်။အားလုံးပဲရွေးချယ်ပြီးတော့ကြည့်ရှုပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရောကျေးဇူးများရတင်ပါတယ်ရှင်။အားလုံးပဲပြည့်ပြည့်များဝေးကွာပြီးကိုရောစိတ်ပါကြမှာကျေးဇူးကြပါစေ။ကောင်းသောလူရင်းစံတာမှန်သမျှလည်းပြေဝကြပါစေ။မိမိချင်ရတဲ့သူတွေနဲ့လည်းအတူတူစီလုံးကြမှာမှာနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းမိပါတယ်ရှင်။နောက် redeem များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ပဲရှင်။ဖိုင်2ရထားသူများအလုံးမြင်ပါပါရှင်အဲ့တော့ဖိုင်2 ီပြားလေးကိုရွေးထားတဲ့သူတွေအတွက်ပေါ့နော်။အကိုရဲ့ energy ကကိုကလေလူတိုင်းနဲ့တဟဆတာဖြစ်ဖြစ်နေထိုင်နေတဲ့သူမျိုးတို့မြင်နေရန်ကြီးဟိုဘယ်လိုပြောမလဲ။ဝင်ပြီးပြီးတော့အဲ့လိုမျိုးကြီးလေဟို serious ဖြစ်ဖြစ်နေအဲ့လိုမျိုးကြီးသွားတဲ့သူမျိုးမဟုတ်ဘူး။အရာပေါ့ပေါ့ပါပဲဖြတ်သန်းနေသူမျိုးဆိုတာမျိုး။နောက်လူတွေနဲ့ပေါင်းသက်ဆက်ဆံတဲ့အခါမှာလည်းဟိုရန်ကြီးဟိုအတီပေါကြီးမတော်ပဲနေပေါ့နော်ဒီတိုင်းပဲပေါပေါရွေရွေပေါပေါပါပါနဲ့ကိုယ့်ဘက်ကပဲစပြီးတော့အဲ့လိုမျိုး communicate လုပ်တဲ့သူမျိုးဖော်ရွေတဲ့သူမျိုးလို့မြင်တယ်ပေါင်းသင်းဝင်ဆက်တယ်လို့ပြောရမလားပေါ့တော့အရွယ်၃ပါးနဲ့အာအပေါင်းသင်းဝင်ဆက်တယ်လို့ပြောရမလားပေါ့နော်ကလေးလေးနဲ့ဆိုလို့ရှိရင်ကလေးလေးရဲ့အချစ်ခင်မှုလည်းရရှိတာမျိုးကိုနဲ့တက်တူရွယ်တူဆိုလို့ရှိရင်လည်းသူတို့ရဲ့ချစ်ခင်မှုသူတို့ရဲ့သူတို့တွေနဲ့လည်းအဲ့လိုပေါ့နော်မိတ်ဆွေဖြစ်တာမျိုးခင်မင်မှုတွေရရှိရဲဆိုတာမျိုးကိုတို့အသက်ကြီးရဲ့သူတွေနဲ့လည်းအဆင်ပြေရဲဆိုတော့ပေါ့လူမျိုးပေါ့နော်အဲ့တော့ဘယ်သူနဲ့တူတူဘယ်လိုနေရာမှာဖြစ်ဖြစ် ကိုဘကဘာအခက်ခဲမှမရှိဘဲနဲ့ပြောဆိုဆက်သွယ်နိုင်နေဆိုတဲ့လူမျိုးနေထိုင်တတ်တဲ့ဆိုတဲ့လူမျိုးလက်ရောညီတွေဖြစ်အောင်လို့ပေါ့နော်နေနိုင်တယ်ဆိုတဲ့လူမျိုးလို့မြင်တယ်အာရောမရအောင်ရောမလို့ကျင်းနိုင်မယ်ဆိုတဲ့လူမျိုးတွေမှာပါတယ်ပေါ့နော်အဲ့လိုမျိုးလို့တို့တွေ့တယ်အဲ့တော့လူတိုင်းနဲ့ဒါဟာသာတာဖြစ်ဖြစ်နေနေနေတတ်တဲ့လူမျိုးလို့မြင်တယ်ပေါ့နော်အတင်းနေချင်းနဲ့ကန်ညီလို့ရှင်ဒီ reading ကိုစက်ကြည့်လို့ရပါပြီရှင်။ဒါဆိုလို့ရှင်ဖိုင်တူရထားတဲ့သူတွေကို သဘောကျနေတဲ့သူရှိလားဗောနော်သဘောကျနေတဲ့သူကရှိတယ်နော်တယောက်တောင်မကဘူးဆိုတာလို့တွေ့တယ်အမ်လေးယောက်လောက်တောင်ရှိရဲဆိုတဲ့ပုံစံမျိုးလို့ပြောရမလားနောက်အဲဒီမှာကိုယ့်ရဲ့ x တောင်ကိုယ်နဲ့ x မဟုတ်လဲအဲ x ဆိုတဲ့ဘေးကတော့အတိတ်ကပတ်သက်ခဲ့ဘူးလေလူအဟောင်းလို့ပြောတာဗောနော် x boyfriend girlfriend လည်းဖြစ်နိုင်တယ်လို့ဟိုမကြတိမကြဖြစ်ခဲ့တဲ့လူမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် situationship လည်းဖြစ်နိုင်တယ်ပေါ့နော်အဲဒီလိုလူတယောက်လဲပါတယ်ဆိုတာမျိုးလို့မြင်နေကိုသဘောကျနေတာမျိုးပေါ့နော်အဲတော့တော်တော်စမ်းပွင့်နေဆိုတဲ့အနေအထားမျိုးလို့တွေ့ရတယ်ပေါ့နော်လက်ရှိအနေအထားမှာလေထူးဆန်းတာတစ်ခုကလေခုနကတော့ group မှာလည်းပဲဒီအချိန်ပေါ့နော်အချိန်က10တူကတော့1နဲ့2နဲ့ကြာလိုက်ရပေါ့နော်အခုဒီမှာလည်းပဲ10 10ဆိုတော့နည်းနည်းနိုင်ပြီးပါတာပေါ့နော်အချိန်လေးပါတာဆိုတော့လည်းဒီ group နှစ်ခုကနည်းနည်း energy ရဆက်နွယ်နေလို့ပြောရမလားပေါ့နော်ပြောရရင်ဒီတချို့ဆိုလို့ရှိရင် group နှစ်ခုလုံးမှာကိုယ်တက်အဖြစ်ရှိတိုင်းဆိုတာမျိုးတော့ခံစားမိတယ်ပေါ့နော်အဲ့တော့ wheel of fortune ဖြစ်တဲ့ကြောင့်မလို့ဒီကိုယ့်ရဲ့ energy က leo taurus scorpio နဲ့ aquarius energy မျိုးရှိမယ်လို့တွေ့ရတယ်ပေါ့နော်ဒီ sign ကအဓိကမဟုတ်ဘူးပေါ့နော်အဓိက energy ကိုပြောချင်တာပေါ့နော်ကိုယ့်ရဲ့လက်ရှိ energy ကအဲ့လိုပုံစံမျိုးဖြစ်နေတယ်နောက် ထန်ထန်ဆိုတော့ဆေးရအော်တိုဘာဆေးရနေ့မှာမွေးတဲ့သူလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်ဆေးကနန်းနဲ့ဆုံတဲ့ခုနဲ့မှာမွေးတဲ့သူလည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါမှမဟုတ် February ဆေးရလည်းဖြစ်နိုင်တယ်ပေါ့နော်။ ဲ့တော့ဒီလူကိုကိုတီလာဆိုတော့อืมဒီလူကိုကိုတီရတဲ့စားလို့ရှင်ရင်ဒီလူကကိုတီရဆိုတဲ့ပုံစံမျိုးတော့ခံစားမိတယ်ပေါ့နော်နောက်ဒီလူကလေကိုနဲ့ကိုမထင်မှတ်ထားတဲ့လူမျိုးလို့မြင်နေပေါ့နော်သူနဲ့ကိုနဲ့နှစ်ယောက်ကြားမှာခွာချောင်းမှုတွေအများကြီးရှိကိုထပ်ပို့ပြီးတာလုံးနဲ့ လူမျိုးတော့တွေ့တယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ကိုယ့်ရဲ့အထက်လူကြီးတို့တထေးတို့လို့ပေါ့နော်ကိုထက်ပို့ပြီးတော့လို့ရင့်ကျက်တာမျိုးဒါမှမဟုတ်လေကိုထက်ပို့အသက်ရွယ်กว่าခြားရလဲဖြစ်နိုင်တယ် background กว่าဒါမျိုးတခုနဲ့တခုမဟုတ်ဘူးတခုတို့နဲ့ကိုယ့်နဲ့နေရာခြားတယ်မှာกว่าခြားမှုတွေအများကြီးရှိရတူလို့တော့တွေ့ရပေါ့နော်တေချာတာကသူကဥဆောင်နိုင်စွာကောင်းတဲ့သူမျိုးလို့မြင်တယ် ခုခုလုပ်ငန်းတစ်ခုခုကိုဦးဆောင်နေတဲ့သူမျိုးဒါမှမဟုတ်လဲအလိုပေါ့နော်လုပ်ငန်းပိုင်းမှာဦးဆောင်နေတဲ့သူမျိုးအထက်အရာအရာရှိပိုင်းပေါ့နော်အလိုမျိုးခေါင်းဆောင်ပိုင်းမှာအလိုမျိုးလုပ်လုပ်နေတဲ့သူတို့မြင်နေပေါ့နော်ကိုတော့မျက်စိကျနေရဆိုတာမျိုးလို့တွေ့ရဒါကြောင့် तू ကတော့ကိုကိုသိလိမ့်မယ်ကိုကတော့ तू ကိုသိပဲပုံမပေါ်ပေါ့နော်อืมတချို့ကြတော့ဒီမှာခန်းစားမိတာကလေ ကိုရဲ့อืมအဖေပေါ့เนาะကိုအဖေရဲ့မိတ်ဆွေတွေအဲကိုရဲ့အဖေနဲ့တည်ကျွမ်းတဲ့သူမျိုးပေါ့เนาะအဲ့လိုမျိုးအဖေနဲ့တခုခုဆက်ဆက်မှုရှိနေတဲ့သူလို့လည်းမြင်ရတယ်ပေါ့เนาะဒါကကိုအလုပ်ထဲရမဟုတ်ဘူးဆိုလို့ရှင်လဲလေတော့ဒီလူဒီမှာ Aries ပေါ့เนาะတစ်ဖက်သူကဒီမှာ Aries energy ကတော့ strong ဖြစ်တယ်ပေါ့เนาะ Aries ဖြစ်နိုင်တယ် ဒီတို့နဲ့နေရာကြမှာဘာဆက်ဖြစ်လာနိုင်အော် sorry ဒီဟာက Aries Aries လက်ဖြစ်နေတယ်လို့ King of Cups ဆိုတော့ Water sign လက်ဖြစ်နေတယ်ပေါ့နော် Cancer Scorpio Pisces ခုနကလည်းအဲကြောင့် Group 1တော့မှလည်းဖိုင်1တော့မှလည်းဒီ energy တွေ့ရပေါ့နော်အဲတော့ဒီလူက romantic ဖြစ်တယ်ပေါ့နော်သူ့ရဲ့ပုံစံကိုကြည့်လို့ရှင်ဟိုဘယ်လိုပြောမလဲကိုနဲ့အများကြီးကွာခြားနေတယ်သူသူ့ရဲ့နေထိုင်မှုပုံစံသူ့ရဲ့လက်ရှိ အခြေအနေအစဉ်တန်းအနေထားက လို့တခြားလူတွေနဲ့ပေါ့နော်မတူဘဲနဲ့လို့ level တစ်ခုမှာမြင့်တဲ့ level တစ်ခုပေါ့အခြေအနေတစ်ခုမှာရှိနေဆိုပေမဲ့လည်းပဲဟိုခက်တီတီနဲ့အဲ့လိုမျိုးနေတာမျိုးမဟုတ်ပဲနဲ့လေ romantic fan လို့ပြောရမလားပေါ့နော်ခံစားချက်တွေကိုဖွင့်ပြတတ်တဲ့သူမျိုးစင်နာတတ်တဲ့သူမျိုးအဲ့လိုပေါ့သူကြည့်လိုက်တာနဲ့ဩသဘောကောင်းမယ်လို့အဲ့လိုမျိုးပေါ့နော်အဲ့လိုအဲ့လိုမြင်ရတဲ့လူမျိုးလို့တော့တွေ့တယ်ပေါ့နော်နောက် သူ့ရဲ့ဒီအကြည့်ပေါ့နော် သူ့ရဲ့အကြည့်သူ့ရဲ့မျက်လုံးကအဲဒီ facial expression ကပို့ပြီးတော့တိတာစီရမျိုးပြောရမလားပေါ့နော်လူတယောက်ပေါ်မှာသူ view ဆိုင်လားဂီးမဆိုင်ဘူးလားစသဖြင့်အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်လို့သူသူ့ရဲ့ဒီ pinko pinko ဟန်ပန်ကလည်းသူသူ့ရဲ့မျက်လုံးမှာထူးခြားမှုရှိတာမျက်လုံးမျက်ခုံးအဲ့မှာထူးခြားမှုရှိတာမျိုးပေါ့နော်ပို့ပြီးတော့အတော်ဝင်စီရလည်းဖြစ်နိုင်တယ်လို့လှတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်မျက်လုံး နက်နက်မျိုးလုံးဝိုင်းဝိုင်းညခုံးထူထူလို့တခုမဟုတ်တခုပေါ့နော်အလားတရားဒါမှမဟုတ်လေကိုယ်သဘောကျရတဲ့ဆွဲဆောင်မှုတခုသူအဲ့လိုမျိုးရှိနေတာမျိုးလို့လဲထန်စားမိတယ်ပေါ့နော် Pisces energy လည်းရတယ်အဲသူနဲ့က80ပါဆက်ဖြစ်နိုင်မလဲဆိုလို့ရှင်တော့89အစအကောင်းတခုဖြစ်နိုင်တယ်ဆိုတာမျိုးလို့မြင်နေပေါ့နော်သူဘက်ကနေပြီးတော့ကိုယ်စီကိုချင်းကလာလိုက်မယ် 82လာလိုက်မယ်။တကယ်ကို တိကျရေရသေးကြတဲ့ပုံစံမျိုးနဲ့ကန့်လန့်လာလိုက်မယ်ဆိုတာမျိုးလို့မြင်တယ်။ propose လုပ်လာလိုက်မယ်ဆိုတာမျိုးမြင်တယ်ပေါ့နော်။တချို့တွေအတွက်တချို့ကကြတော့ကိုယ်သဘောချနေတဲ့သူဇာတ energy နှစ်ခုရှိတာဆိုတော့လေကိုယ်သဘောချနေတဲ့သူကခုနပြောခဲ့တဲ့ပုံစံမျိုးနဲ့ ဆင်တူတယ်ဆိုလို့ရှိရင်ဒီလူနဲ့ကိုနဲ့ရေရှည်သွားလို့ရတယ်ပေါ့ဒီလူကကိုကိုကမ်းလန်းတာကိုလက်ခံလိုက်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလည်းမြင်တယ်ကိုရဲ့ဒီစရင်မှန်ကိုလက်ခံလိုက်မယ်နှစ်ယောက်ကရှေ့ဆက်ကိုအတူတူသွားဖြစ်လိုက်မယ်အဲ့လိုမျိုးလို့တော့တွေ့ရတယ်ပေါ့နော်နောက်တစ်ခုတွေ့ရတဲ့အရာဆိုရင်ဒီလူကလည်းอืมခဏလေးလက်လျှော့မဲ့သူမဟုတ်ဘူးပေါ့နော် ခဏလေးနဲ့လက်လျှော့မဲ့သူမျိုးမဟုတ်ဘူးဒီပြောရင်ကိုယ့်ရဲ့စိတ်ကိုစမ်းသပ်ရုံဆိုတဲ့ပုံစံမျိုးနဲ့အာရရင်လည်းအမျက်အာမရလည်းအရှုံးမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ကိုယ်စီချင်းကက်လာမှာမဟုတ်ဘူးတကယ်ကိုရေရသေးကြတဲ့ဆုံးဖြတ်ချက်ချပြီးတော့မှကိုယ်စီချင်းကက်လာမှာမျိုးပေါ့နော်အဲ့လိုကိုကကိုသဘောကျနေရတဲ့သူဆိုလို့ရှင်လည်းပဲကိုအဲ့လိုပုံစံမျိုးနဲ့အဖြေပြန်ပြီးမှသူ့စိတ်ရင်ပြန်တုတ်ပြန်မှမျိုးလို့မြင်နေပေါ့နော်အဲ့တော့တကယ်လို့ဟိုကိုကိုလာချင်းကက်မယ်ဆိုလို့ရှင်တကယ်လို့ကိုက ပထမတစ်ခါအဆင်မပြေလို့ပေါ့နော်တခုခုကြောင့်ကိုသဘောမကျတဲ့အချက်တခုရှိလို့ဒါမှမဟုတ်လည်းစိတ်အဆင်မပြေလို့ဖြစ်ဖြစ်ပေါ့နော်သူ့ကိုညှင်းလိုက်မယ်ဆိုရင်တော့မောတခါတည်းနဲ့သူကတခါညှင်းခံရလို့လက်လျှော့သွားမယ်သူမျိုးမဟုတ်အချင်းချင်းအခါခါမရရအောင်လို့စူးစမ်းမယ်ဆိုတဲ့သူမျိုးတွေမှာပါတယ်ပေါ့နော်ဆွဲကောင်းတယ်ဆိုတဲ့ဖြစ်မှာပါတယ်သူလိုချင်တဲ့အရာရောမရရအောင်ယူတတ်တယ်ဆိုတဲ့သူမျိုးတွေမှာပါတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုလည်းတွေ့ရပါတယ်အဲဒါကတော့ဖိုင်တူရထားတဲ့သူများအတွက် reading ဖြစ်ပါလိမ့်ရှင်အားလုံးပဲ ရွေးချယ်ပြီးတော့ကြည့်ပေးကြတဲ့အတွက်ရောမြေတမ်းကြည့်ပေးကြတဲ့အတွက်ရောကျေးဇူးများရတယ်ပါတယ်ရှင်။မြေစမားလုံးပဲပြပြများဝေးကွာပြီးကိုရောစိတ်ပါချမ်းမာချမ်းသာကြပါစေ။ကောင်းသောလူရင်းစံတာအဖန်သမားလည်းပြေဝကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြကြမမာနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်။နောက်ရီတင်များမှာပြန်ပြီးတော့ဆုံနေကြပါအောင်ပဲရှင်။